ဒီနေ့အတွက်ကတော့ကျမ်းမာရင်းနဲ့ညီညွတ်တဲ့ပန်းမွင့်စိန်ကြောင့်နီနီပြောပြမယ်နော်ပန်းမွင့်စိန်ကအရန်ကောင်းပါရဲ့စီတီမကဝယ်လာတာပါပန်းမွင့်စိန်ကိုစပြီးတော့ဒါလေးနဲ့နှွေပါမယ်ဒီလိုမျိုး၃လေးခုလောက်လိုက်ရုံနဲ့ပန်းစိန်ကြော်တစ်ခွက်ရနိုင်တယ်ပေါ့နော်ဒီမှာတော့မြမစားခြင်းလို့မြမကြော်ပြပါမယ်အဲ့လိုမျိုးနီးနီးနဲ့အတွင်းထဲကနေအကောင်လေး ည်းထွက်လာနိုင်တယ်ပေါ့နော်ထွက်လာခရင်ဖယ်လိုက်ပါပြီးရင်တော့ရေလေးနဲ့ပြောင်းလို့အနိဒါဟာလေးတွေကိုဆေးပေးပါမယ်ဒီလိုမျိုးအကြီးအနေထားနဲ့အသေးလေးတွေအနေထားဖြစ်အောင်လို့လည်းထပ်ပြီးတော့ညွှန်ပေးပါမယ် ီလိုမျိုးအသေးလေးအနေဒါနှွင့်မိသွားရင်တော့တဲဦးလေးတဲကိုစီးထည့်ပေးပါစပြီးတော့ကြောပါတော့မယ်စက်တံပြူပါပါသီးထားသည်ပါအနက်မွေးလာတဲ့အထည်စီးတတ်ပေးပါမယ်ပြီးွားရင်တော့ပံပွေးလီထားလေးတွေကိုထည့်ပြီးတော့ကြောပေးပါမယ်ကျဲဦးနဲ့ကြောမှာဖြစ်တဲ့အတွက်ကြောင့်မလို့အသားမထည့်တော့ပါဘူးပံပွေးလီတွေစီးလေးနဲ့ရောသွားအောင်လို့အပေါ်အောင်လှမ်းပေးပါမယ်အရသာအတွက်စားလေးထည့်ပေးပါမယ်သူကကျမရဲ့အတွက်ညီညွတ်အောင်ကြောလေ ဲ့အတွက်ကြောင့်မလို့စီနေနေနေနဲ့ထဲကျော်ရင်ပို့ပြီးတော့ကောင်းပါရဲ့နူးညံ့အောင်လို့ရေလေးထည့်ပြပါမယ်ပြီးရင်တော့ငံပြရင်လေးအပေါ်ကနေစံပေးပါမယ်ချာညို့ရင်လေးနဲ့ထည့်ပြပါမယ်အယောင်လှအောင်လို့ပါပြီးရင်တော့ရောသွားအောင်လို့တခါတည်းအပေါ်အောင်လှမ်းပေးပါမယ်ပြီးရင်ခလေကောင်မှာကြက်ဥလေးထည့်ပြပါမယ်ကြက်ဥကိုနည်းနည်းလေးအသားတက်လာအောင်ဆောင်ပါမယ်ပြီးတော့မှပတ်မှုလေးနဲ့ရောထည့်ပြီးတော့မှုပေးပါမယ်ပတ်မှုလေးမှာကြက်ဥကတ် ်သွားအောင်လို့ပါဒီလိုမျိုးကတ်သွားပြီးပတ်မွန့်လေးလည်းနူပြီဆိုရင်တော့ပတ်မွန့်အစိမ်ကြော်နေတဲ့တစ်ခွာရရှိပါပြီအားလုံးပဲလိုက်လှုပ်စားကြည့်ပါဦးเนาะကျမရင်းနဲ့ညီညွတ်ပါတယ်